။ဘန်ကောက်မှာမြေပြိုကျတယ်ဆိုတဲ့ရုပ်သံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေပါတယ်။အောင်ကျော်သက်အမီနဲ့ Facebook အကောင့်ကနေ April 13ရက်နေ့မှာဘန်ကောက်မှာမြေမြူဆိုတဲ့စာသားနဲ့အတူရုပ်သံဖိုင်တစ်ခုကိုဖြန့်ဝေထားပါတယ်။ရုပ်သံဖိုင်ပေါ်မှာလည်းဘန်ကောက်မှာမြေပြိုဘာရီဆက်ဖြစ်အောင်လည်းမသိဘူးဟေလို့ရေးသားထားပါတယ်။ဒီဖိုင်ကိုကြည့်ရှိသူတသန်းကျော်ရှိနေပြီးပြန်လည်မျှဝေမှု1900ရှိနေပါပြီ။မြစည်းမကဒီရုပ်သံဖိုင်ကိုချက်လက်စစ်ဆေးခဲ့ပြီးရုပ်သံဟောင်းဖြစ်ကြောင်းတွေ့ရပါတယ်။ ဒီရုပ်တံကို secretary ရယူကစစ်ဆေးခဲ့ပေမယ့်ပုံကမတဲခွဲတဲ့အတွက်ရှာဖွေစစ်ဆေးလို့မရခဲ့ပါဘူးမှတ်ချက်ကဝင်ရောက်ရေးသားမှုတွေမှာဒါဟာ file house ဖြစ်တဲ့အကြောင်းနဲ့ထိုင်းနိုင်ငံနွတ်ထာဘူရီပြည်နယ်တလာပါကစ်ဈေးမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်လို့မှတ်ချက်ပြုသူတွေလည်းရှိနေပါတယ် ဒီချက်ကိုအခြေခံပြီးရှာဖွေရမှာတော့ YouTube channel တစ်ခုကနေ2024ခုနှစ် April 6ရက်နေ့မှာဖြန့်ဝေခဲ့တဲ့ရုပ်သံဖိုင်ကိုတွေ့ရပါတယ်။ဒီရုပ်သံတစ်ခုကရိုက်ကူးတဲ့ရှုထောင့်မတူညီပေမဲ့ဖြစ်ပွားချိန်အနည်းနာမှာရှိနေတဲ့ဆိုင်တွေမြေပြိုကျမှုမှာပါတဲ့ဆိုင်ငယ်အယောင်နဲ့ပုံစံတွေနဲ့မြေကြီးပေါက်တဲ့အပေါက်နေထားတွေကတူညီနေတာကိုတွေ့ရပါတယ်။ဒါတွေကိုကြည့်ရင်ဒီမြေပြိုကျမှုဟာမနစ်ကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ကိုကောက်ချက်ချနိုင်ပါတယ်။ ဒါကြောင့်ဘန်ကောက်မှာမြေပြိုကျတယ်ဆိုတဲ့ရုပ်သံဖိုင်ကအရင်ဖြစ်စဉ်ကရုပ်သံဖိုင်အဟောင်းကိုလိုဒလိုပုံဖော်ပြီးဖြန့်ဝေထားတဲ့သတင်းအမှားပဲဖြစ်ပါတယ်။ဒီသတင်းကိုဖြန့်ဝေခဲ့တဲ့သူဟာလည်းမှတ်ချက်မှာသူ့အနေနဲ့မသိရှိခဲ့ဘူးလို့ဖြေဆိုထားပေမဲ့ post ကိုတော့ပြန်လည်ဖျက်သိမ်းခြင်းမပြုလုပ်တာသေးပါဘူး။မြစည်းမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီချင်တဲ့တဲ့ရင်တွေရှိခဲ့ရင်မြစည်းမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စီချင်တဲ့တဲ့ရင်အကြောင်းအရာကိုလေးနဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ် လူ့ကောင်မီဒီယာရဲ့ဆက်လက်ရည်တည်ဟန်မှုပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပြင်ချက်ကြီး